ည်းနည်းမှအများကြီးခံစားရတယ်။အဲ့အဝတ်တွေကိုခေါက်နေပါစယ်ထုတ်နေရင်လည်းမမြေကြီးကြလာတယ်။ဘာဖြစ်လို့လဲဆိုတော့အော်လို့ငါနိုင်ငံမှာလည်းငါတို့လူငယ်တွေပေါ့နော်အမတ်ဆိုလူလက်ပိုင်းဖြစ်သွားပြီပေါ့30ဆိုတော့ငါတို့လူငယ်တွေလူရွယ်တွေကငါတို့နိုင်ငံမှာလည်းပညာတက်ရဲသားနဲ့သူများနိုင်ငံမှာဒီလိုဒီလိုအခြေခံလို့လုပ်ပြီးတော့ဘဝကိုအစအပြန်စပြီးကြုံခံနေရတာပါလားပေါ့နော်စိတ်မကောင်းရမ်းဖြစ်မိတယ်အဲ့ကြောင်လည်းမှအเจ้าမှ presentation နေမှာဆရာမတွေ professor တွေမှပြောပြမိရေပြောပြဖြစ်တယ် ဟိုမှာထမင်းစားချိန် break time နားတာ break time ထမင်းစားချိန်တနင်္လာနားပေါ့ဆိုအလုပ်ဆိုလို့အလုပ်ကြီးကြီးမားမားလုပ်မထင်နေနဲ့စိတ်ယုံစိတ်ယုံနေမှလုပ်ရတဲ့အလုပ်ဆိုတော့ဒီမှာကပတ်တိုင်း job မရှိဘူးကွာအချိန်ပိုင်းလုပ်ရတယ်လို့မရှိ မရှိရခါကျတော့ daily job တွေပေါ့နော်နေစားလုပ်ပြီးရှာရတာပေါ့ဒီထားပါတော့ကွာအဲ့လိုအထည်ကျုပ်စိတ်ယုံနေအဲ့လိုခါမျိုးတွေပေါ့ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကဒီ video ကမှ edit လုပ်ဖို့အချိန်မရှိလို့ video တွေတင်နေတာလीအ ဗီဒီယိုတင်ချင်တာ edit လုပ်ဖို့အဲ add ဟိုဘယ်လိုပြောမလဲဗီဒီယို edit လုပ်ဖို့အချိန်မရှိဘူးဖြစ်နေဆိုတော့ဗီဒီယို edit လုပ်ဖို့အချိန်မရှိဘူးဖြစ်နေတယ်ဆိုတော့အမဟို edit လုပ်လို့အချိန်မရှိတော့ဗီဒီယိုတစ်ခါတည်းရိုက်ပြီးတစ်ခါတည်းပဲဟိုတင်လိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကအမအကြောင်းမှာစာမေးပွဲနဲ့ပတ်သက်ပြီးတော့လည်းအမဒီအဲ MBA တက်နေရဆိုတော့ဒီ human resources နဲ့ပတ်သက်ပြီးတော့အမတို့လေ့လာရတယ်ပေါ့နော်ဆိုတော့ strategic HR human management အဲ့ဒါကြီးလေ့လာတဲ့အခါမှာ အဲစာလဲဖတ်ရင်းနဲ့မှဘာလို့ဒီဟာလေးတွေပြောပြလဲဆိုတော့ဟိုဟိုတင်ရတဲ့ဘာသာရပ်တွေကိုဟိုလက်တွေ့ဘဝနဲ့လက်တွေ့လုပ်ငန်းဝင်မှာအဲဝင်ရတာနဲ့ဟိုအမကွန်ပဲလုပ်ကြည့်ရဲအပလိုင်းလုပ်ကြည့်ရဲပေါ့နော်ဆိုတော့အဲကိုတက်နေရဲ့ပညာကိုကိုလုပ်နေရဲ့အလုပ်နဲ့ပေါ့နော်ဆိုတော့အမဒီ business ဘိုင်းမှာလည်းအတွေ့အကြုံရှိရဲဆိုတော့ marketing ဘိုင်း sales ဘိုင်းမှာလည်းအတွေ့အကြုံရှိရဲ ဆိုတော့ထားပါတော့အဲ့တော့ဘာမှလုံနေရဲ့အလုပ်အလုပ်တွေရပါတော့เนาะအမသွားခြင်းနဲ့ခိုးတွေအမသွားခြင်းနဲ့မရှင်တွေအမသွားခြင်းနဲ့ပက်ရှင်တွေနဲ့ကိုင်ညီမှုရှိလားအမတင်နေရဲ့ပညာရက်တွေရောဟောတကယ်အသုံးဝင်ရလားအမပြောတာ harvest တက္ကသိုလ်ကြီးတွေမှာအာပေါ့เนาะတကယ်နာမည်ကြီးတိတိကျကျအဲအကြောင်းလားခတွေအများကြီးဒေါ်လာတွေအများကြီးယူရိုတွေအများကြီးပေးပြီးတက်မှာမဟုတ်ပါဘူးကိုတက်နေရဲ့အကြောင်းကိုတက်နေရဲ့ပညာကယူတက်လို့ရှိရင် ပညာရပါတယ်အမအဲ့ဒါကိုအပေးချင်တာပါဆိုတော့အမကိုယ့်ကိုပြန် focus လုပ်တဲ့အခါမှာငါတက်နေရဲ့အကြောင်းငါလိုချင်တဲ့ဘွဲရငါဘွဲမှာငါဒီတိတ်ရွယ်ပိုင်းချမှာငါရောက်ရရမယ်ဆိုတော့ အရာတစ်ခုပေါ့နော်အဲ့ဒါကိုမှပြန်ပြီး focus လုပ်တယ်တန်ဖိုးထားတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကနည်းနည်းရှင်းလိုက်မယ်ဆိုတော့မှအမှန်တကယ်ကတော့ notes တွေထုတ်ပြီးရေးပြီးတော့မှတင်ရမယ့်ဗီဒီယိုပေါ့နော် edit မလုပ်နိုင်တဲ့အတွက်ကြောင့်မှတစ်ခါတည်းတက်ပြီးပဲတင်လိုက်မယ်ဆိုတော့အမှအမှအဲ့လေးလာတဲ့ခါမှာ job analysis အကြောင်းကိုလေ့လာရတယ်ပေါ့အဲ့ job analysis မှာဘာပါလဲဆိုတော့အဲ့ဒီမှာခေါင်းစဉ်တစ်ခုက topic တစ်ခုက job description နဲ့ job specification ပေါ့နော်အဲ့မှာ job specification ကိုဗာပြောခြင်းလဲဆိုတော့အဲ့မှာဗာသွားတွေ့လဲဆိုတော့အမအခုလုပ်နေတဲ့အလုပ်တွေကအမတို့အခုလုပ်နေတဲ့အလုပ်တွေကအာပေါ့နော်ဒီအလုပ်တွေကဘလို့လူမျိုးကဒီအလုပ်နဲ့ fit ဖြစ်လဲဆိုတာမျိုးရှိရယ်ကွာအဲ့လို့ဆိုကိုယ့်ရဲ့ qualification နဲ့ကိုယ့်ရဲ့ role ကအဲ့ job specification မှာအရန်ကိုအတော့အဲတည့်တော့ကြရယ်ပေါ့နော် အဲဒီစိတ်ရုံလို့တွေလုပ်ခဲ့တော့ဆိုလို့ရှိရင်ပေါ့နော်တာမန်အထည်ချုပ်စိတ်ရုံတွေပေါ့အဲဒီမှာမှမဘာသွားတူလဲဆိုတော့ fashion industry fashion company တခု တခုမှမှအဲလေစားလို့ရရပေါ့အဲ့ခါမှမဘာသွားတွေ့လဲဆိုဟာဒီ fashion industry ဆိုတာငါလုပ်ခဲ့ရလို့ပါလားဒီအမှအဲ euro ကယူရိုကမော်ရီလာပြီးတော့ကြော်ညာရိုက်ကြတယ်အိတ်ဆက်ယုံမှာအဲ့ဒါတွေ့တဲ့ခါမှမှအော်ငါပြန်စူးစမ်းရမယ်အဲပေါ့နော်ဒီဒီလိုအဲ့လို company မှာလူငယ်တွေအများကြီးတွေ့တယ်ဒီ tourist လူမျိုးတွေရောအထူးသဖြင့်တို့လူမျိုးတွေပေါ့နော်အခြားလူမျိုးတွေရောအထူးသဖြင့်တို့လူမျိုးဝန်ထမ်းတွေကိုတွေ့ရခါမှမှစိတ်မကောင်းဖြစ်ရတယ်ဒီလို company ကြီးကြီး fashion industry fashion company တခုမှလူငယ်တွေကအလုပ်လုပ်နေရယ်ကွန်ပျူတာလေးနဲ့ ဲ့အဲကုန်းလေးနဲ့လှုပ်လို့မရအစီမှာအမကသွားပြီးတော့အထယ်ရီခောက် အထယ်ရီခောက်အခြေခံနေစားလို့ပေါ့နော်ဟို daily job ပေါ့နေစားအထယ်ရီခောက်အဝတ်တွေပါစဲထို့အဲအင်ကြီးမတောက်တူမရခိုင်းတာဝင်လုံနေတဲ့အခါနည်းနည်းခံစားရတယ်နည်းနည်းမှအများကြီးခံစားရတယ်အဲအဝတ်တွေကိုခောက်နေပါစဲထုတ်နေရင်လည်းမမြင့်ကြီးကြလာတယ်ဘာဖြစ်လို့လဲဆိုတော့အော်လို့ငါးနိုင်ငံမှာလည်း ငါတို့လူငယ်တွေပေါ့နော်အမတ်ဆိုလူလက်ပိုင်းဖြစ်သွားပြီပေါ့30ဆိုတော့ငါတို့လူငယ်တွေလူရွယ်တွေကငါတို့နိုင်ငံမှာလည်းပညာတက်ရဲ့သားနဲ့သူများနိုင်ငံမှာဒီလိုဒီလိုအခြေခံလို့လုပ်ပြီးတော့ဘဝကိုအစအပြန်ဆက်ပြီးကြုံခံနေရတာပါလားပေါ့နော်စိတ်မကောင်းရမ်းဖြစ်မိရဲ့အဲ့အကြောင်းလည်းအမကျောင်းမှာ presentation တွေမှာဆရာမတွေ professor တွေကမှပြောပြမိရဲ့ပြောပြဖြစ်တယ်ငါတို့လူမျိုးတွေငါတို့လူငယ်တွေကအဲ့လိုဖြစ်နေရဆိုတော့သူများနိုင်ငံတွေခြားနိုင်ငံတွေမှာလည်းအဲ့လို struggle လုပ်နေရတာပဲဖြစ်နေရပဲပေါ့နော် ချစ်ချင်တော့အမတို့ကဒါ civil war ဖြစ်နေရပြည်ရင်းစစ်ဖြစ်နေရပါတော့တချို့နိုင်ငံတွေမှာကျတော့ဒီအမတို့ဒီဘက်မှာဆိုလို့ရှိရင် Ukraine နဲ့ Russia case တွေရှိမယ်အများကြီးပဲပေါ့နော်ဆိုတော့တချို့နိုင်ငံတွေအိန္ဒိယနဲ့ Pakistan case တွေရှိမယ်အဲ့လိုတိုင်းနိုင်ငံသားတွေဒီမှာအများကြီးပဲအမကူရောက်နေရဲ့မြို့အမရောက်နေရဲ့နိုင်ငံကနိုင်ငံပေါင်းစုံလူပေါင်းစုံ culture diversity မျိုးစုံတွေ့ရတယ်ဆိုတော့အဲ့ခါမှာသူတို့ကဘာပြောလဲဆိုတော့ငါတို့လည်းဖြစ်နေရပဲတဲ့ငါတို့လည်းအဲ့လိုယုံကြံနေရပဲတဲ့ဆိုပြီးပြောတဲ့ခါမှာ အမအရင်အစီမကောင်းဖြစ်သွားတယ်အဲ့တော့အမအားလေးရှိပါတယ်သူတို့လူမျိုးတွေတော့အဲအဲ့လိုမျိုးရုန်းကန်ပြီးရအောင်ရှင်တန်နေဆိုတော့အော်ငါလေးရအောင်ရှင်တန်ရမယ်ဆိုရယ်စိတ်ပေါ့နော်အဲ့စိတ်ကလေးနဲ့အမရအောင်ရှင်တန်နေဆိုတော့ခုနစကားကိုပြန်ဆက်ရလို့ရှိရင်အမမျက်ရည်ကျလာတယ်ပေါ့နော်အဲ့အထည်ကြီး fashion အင်ကြီးတွေကိုကြည်ပြီးတော့ဟာဒီဝတ်စုံတွေဒီ fashion design တွေဒီလိုမျိုးကုတ်အင်ကြီးတွေဒီလိုမျိုး fashion အမြင်လည်းရှိရယ်ကွာကိုကဒီ model industry မှာလုပ်ခဲ့တာဆိုတော့ အဲ့ဒါတွေကိုကြည့်ပြီးတော့ဒါငါဒါတွေကိုငါကပါဆယ်ထုတ်ပြီးအဝတ်ခောက်ပြီးတော့အဝတ်တွေကိုတောက်တို့မရလို့ပြီးထန်းနေရမှာမဟုတ်ပဲနဲ့ငါကဒီဒီရတွေကိုအဲဒါတွေနဲ့ငါကြော်ညာရိုက်ခဲ့ရတာလေငါနိုင်ငံမှာ အနည်းဆုံးတော့ဘန်ကောက်မှာလည်းငါဒီလိုလုပ်ခဲ့တာပဲငါနုပညာလုပ်ခဲ့တာငါကြော်ညာရိုက်ခဲ့တာငါဖက်ရှင်ရှိုးတွေရှောက်ခဲ့တာလားအနည်းဆုံးမှပြန်တွေးကြည့်တဲ့အခါမှာဘန်ကောက်တို့ကိုရီးယားတို့အမနိုင်ငံသားခရီးစဉ်သွားခဲ့တဲ့တောက်လျှောက်မှာလေအမကနိုင်ငံသားမှာကျုံခဲမှုထွက်လာတဲ့အနေနဲ့အလုံးလုံးမှုထွက်လာတဲ့လူတရားမဟုတ်ခဲ့ဘူးကွာတိလားအမစိတ်ခံစားချက်ကလေဘာလို့အမကိုရီးယားသွားခဲ့တယ်၃ခါ၃ခါလုံးအမကို invitation letter နဲ့ offer letter နဲ့အမကိုအနုပညာသမားတယောက်အနေနဲ့ဟို official asia star model အနေနဲ့မြန်မာကိုစားပြုအနေနဲ့ပြိုင်ပွဲသွာ ားရတယ်ပြီးလို့ရှိရင်ပွဲတက်နှစ်ခါလဲ2016 2018မှာမသွားခဲ့ရတယ်ဆိုတော့ feeling ကအရန်ကိုကြွားရတယ်အခုမတ်အတွက်ခံစားနေရတဲ့အခြေအနေကလေဆိုတော့ဘန်ကောက်သွားခဲ့တဲ့တုန်းကလည်းဒီလိုပဲအလုပ်ကနေတော့1 to 5ဝင်တဲ့ကုမ္ပဏီတစ်ခုမှာယာရူးတစ်ခုနဲ့ပေါ့နော်အဲကုန်းဟန်လေးရဲ့ထိုင်ပြီးတော့ကွန်ပျူတာလေးနဲ့ပြီးရင် business meeting တွေတက်မဲ့တထေးတွေလူကြီးတွေနဲ့ရုံးဟိုဒေါက်ဖနက်လေးနဲ့ကားလေးစီးပြီးတော့ကိုပိုင်ကားလေးမောင်းပြီးသွားမယ်အမအဲ့လိုနေခဲ့ရတဲ့ဘဝလေး ပြီးတော့ကိုယ်ပိုင်စီးပွားရေးလည်းရှိရယ်၊နွေဦးအလှကုန်လုပ်ငန်းလည်းမှတ်မှတ်ရှိရယ်။ဆိုတော့အဲ့လိုအနေထားကနေပြီးတော့ဝုန်းကနေ changes ဖြစ်သွားတာဆိုတော့နည်းနည်းတော့ emotion နဲ့ရခံစားရတယ်ကွာ။အခုဆိုမှတစ်နှစ်ပြည့်ရဲ့နေပေါ့နော်။အမမြန်မာနိုင်ငံနေပြီးထွက်လာတာတစ်နှစ်ပြည့်ရဲ့နေဒီနေ့ရ။ဆိုတော့အမှတ်တရအနေနဲ့မှဒီ video လေးကိုတင်လိုက်တယ်။စကားတွေအစီအစဉ်မကြဘဲနဲ့ဟိုဖြစ်နေရရှိရယ်လည်းမှတောင်းပန်တယ်။ဒါမှ emotionally အမရဲ့ဒီတွေ့ကြုံရတဲ့တွေ့ကြုံမျိုးနောက်ပိုင်းကျလို့ရှိရင်လည်းမှ sharing ထပ်လုပ်ပေးပါအောင်မယ်။ အမျိုးသမီးတွေအတွက်အထူးသဖြင့်တော့နိုင်ငံခြားထွက်မဲ့မိန်းကလေးတွေလူငယ်တွေလူရွယ်တွေအတွက်ဘာတွေသတိထားရမလဲဘာတွေစောင့်ရှောင်မလဲဘလိုမျိုးတွေကြုံတွေ့နိုင်လဲဆိုတာမှနောက်ဗီဒီယိုတွေမှာပြောပြအောင်မယ်ဆိုတော့စိတ်မကောင်းဖြစ်မိရတာအဲ့ဒီပေါ့နော်ဒီ job specification ဆိုတဲ့တိုက်တဲ့အောက်မှာတွေးမိရပေါ့တွေးမိရငါအဲ့လိုတွေလုပ်မရပါလားပေါ့နော် ဆိုတော့အဲ့အမ modeling ဘိုင်းကိုပြန် join မယ်ဆိုပြီးတော့အမ CV history ပေါ့နော် biography တွေကိုအမရခဲ့တဲ့စုတွေကိုရက်မှာရခဲ့တဲ့စုတွေအမလုပ်ခဲ့တဲ့ activity တွေပြီးရင်းပြပမှာလုပ်ခဲ့တာတွေအမပြန်ပြီး collect လုပ်တယ် data collection လုပ်တယ်ဓာတ်ပုံတွေအဲ့ဒါတွေအကုန်လုံးအမပြန်စုတယ်စုပြီးတော့အမ CV တခြားပြင်တယ် CV တခြားပြင်ပြီးတော့အမ model agency ပေါ့နော်ဒီဒီမရရောက်ရှိဒီမရောက်နေရဲ့မြို့ရဲ့နိုင်ငံရဲ့အကြီးဆုံး model agency အကုန်လုံးကိုအမတခြား website တွေ check လုပ်တယ် check လုပ်ပြီးမှ email တွေပို့တယ် အဲ့ချိန်မှာအခုမှလက်ရှိ agency တခုနဲ့ join ပြီးတော့လုပ်လုပ်နေရပေါ့နော်ဒါကအမရဲ့ passion အမရဲ့ professional career ကို morning ညမှာပြန်သွားတာအဲဒီဘက်ဒီဘက်ကအလုပ်နဲ့ပတ်သက်တဲ့ job opportunity တွေကလည်းအမရှာဖွေနေတယ်ရှာဖွေနေရဆိုတာက အဲဒီ website တွေ online တွေပေါ်မှာနေရှာတယ်မြန်မာမြန်မာချင်း sharing လုပ်တာတွေကိုတိတ်ပြီးစိတ်မဝင်စားဘူးဘာဖြစ်လဲဆိုတော့ပုံပုံလင်းပြောရအမ personal တက်လောက်ခင်နေရတာမဟုတ်လို့အဲကြောင့်မြန်မာမြန်မာမြန်မာတွေနဲ့ပြောဖို့စကားပြောဖို့တော့မှနည်းနည်းကြောက်နေရတယ်ဘာလို့ဆိုတော့တို့ဂျီဝင်မှာဆိုလို့ဘာလို့ဆိုအထူးသဖြင့် main ကလေးချင်းချင်းကပို့ပြီးဂျီဝင်နေကွာဒီကနိုင်ငံသားနဲ့ခြားနိုင်ငံသားမိန်းမတွေတောင်မှပဲအမျိုးသမီးတွေတောင်မှပဲဟိုဘာသာလည်းမတူဘူးလူမျိုးလည်းမတူဘူးအသားအရောင်လည်းမတူပါတော့တို့ဂျီဝင်နေစိတ်သိမ့်မရှိဘူး ဆိုတော့တော်တော်လေးကွာပါတယ်အဲ့တော့အမတို့အနေနဲ့အဲယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လူငယ်လူရွယ်ရော၎င်းအမတို့နိုင်ငံမှာ brain wash လုပ်ခံရတာတွေကိုအမတို့က open minded ဖြစ်ရမယ်နောက်တစ်ခါကျရင်အမြင်ကျေရမယ်အဲတိုးတက်အောင်ပေါ့နော်အမြင်နေအသိဉာဏ်ပုဂ္ဂိုလ်တူတာတွေဒီချက်ပို့ပြီးပွင့်လန်းလာအောင်တွေးခေါ်ဖို့လိုအပ်တယ်အမအဲ့ဒါလေးတွေးမိလို့ပါအဲတွေးမိလို့အဲ့ဒါလေးကိုဒါဗီဒီယိုရိုက်လိုက်တာမှတ်တရအနေနဲ့နောက်ဗီဒီယိုတွေကြာလို့ရှိရင်လည်းအမ အဲနည်းနည်းသေချာချာပေါ့နော်သေချာချာလေးဘယ် topic တစ်ခုခေါင်းစစ်အောင်မှာဘယ်လိုသွားပြီးဘယ်လိုပြောမလဲဆိုတာဥမာဟိုသေချာလေးအဲ data analysis လုပ်ပြီးတော့မှာပဲမှာ video လေးတင်ပြပါမယ်ဒီ video လေးကတော့ဒီနေ့ဒီလောက်ပါပဲဆိုတော့အလုပ်ချိန်ကတနာရီပဲနားရဆိုတော့လေဒါကစလိတောက်တဲ့ area မှာစလိတောက်တဲ့နေရာမှာလာပြီးတော့ဟို video ရိုက်နေရပေါ့နော် video ရိုက်နေရ specification ဆိုတဲ့နေရာမှာလေအမကထပ်ပြောချင်တာလေ နောက်တစ်ခါမအားတို့နိုင်ငံမှာအမနိုင်ငံသားမထွက်ခင်ပါလေအကိုတယောက်ပေါ့နော်အမအမျိုးသားရဲ့ခင်နဲ့အကိုရောအမရောခင်ရတဲ့လက်ရှိလုပ်ငန်းတွေသူတို့နေပဲပေါ့အင်ဂျင်နီယာဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်ပေါ့နော်အဲ့နေပဲမှာယာရူးတစ်ခုအနေနဲ့လုပ်နေရလူတွေရှိရပေါ့နော်ယာရူးတစ်ခု position တကြီးတစ်ခုနဲ့ရည်တည်နေရလူတွေကြတော့ဘာပြောလဲဆိုတော့နိုင်ငံသားထွက်ဖို့သူတို့အရင်စဉ်းစားသွားပြီးအရင် risk များတယ်ပေါ့နော်တခြားနိုင်ငံမှာအဲ့လိုအစအနေပြန်စားရမှာလေအခြေခံတို့လောက်ရမှာလေ physical war တွေ general war ကနေနဲ့မလုပ်နိုင်ဘူးလေဆိုပြီးအဲ့အကိုတယောက်ကပြောဘူးလေ ဆိုတော့အခုဒီနေ့မှလည်းအမကိုလှုပ်လှုပ်တဲ့စီမှာအဲအမနဲ့အဒီကတူရကီမျိုးတယောက်နဲ့စကားပြောဖြစ်တယ်ပေါ့နော်အမျိုးသားသူက35နှစ်လို့ပြောတယ်အဲချောချောမောမောတော်တော်မပြောင်းမယ်ဒီဘက်ကလူတွေက physically အရန်အဲအရန်ကိုကြည့်ကြရဲကွာသူတို့ကြည့်တာအရန် smack ကြရဲအကုန်လုံးက gym ဆော့ကြရဲ main ကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်လူငယ်လူရွယ်တွေဆိုလို့ရှိရင်ပို့ပြီးတော့ကြည့်လို့အရန်ကောင်းမယ်ဆိုတော့သူနဲ့စကားပြောတဲ့ခါမှာသူကပြောလဲဆိုတော့သူ့ရဲ့ train ကလည်း American သွားမဲ့ train နဲ့ ဒါပေမဲ့တဲ့သူတနေ့ရအောင်သွားမယ်တဲ့သူကအိမ်တော့ကြပြီဒါခလေးလေးရှိရမိမလည်းရှိရပေါ့နော်အဲ့တော့အတွေးမြင်ဖလဲကြည့်ရပေါ့အမကတော့တွေ့ရင်တော့အမအသက်ကိုဖန်တိုင်းပြောတယ်အမဖန်တိုင်းပြောတယ်စင်ငယ်လားမင်းရဟုတ်တယ်ငါစင်ငယ်ငါ divorce လုပ်ထားတာတလားလောက်ပဲရှိသေးတယ်အမအရာလုံးပုတ်ပုတ်လင်းလင်းဖန်တိုင်းပြောတယ်လူတွေကိုရိုးရိုးတသက်ပုတ်ပုတ်လင်းလင်းနဲ့ဆက်ဆံတယ် open mind နဲ့ဖြစ်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 ပဲဆက်ဆံတယ် ဆိုတော့အဲ့ဒါသူနဲ့ဗာပြောပြတယ်သူကတဲ့ Starbucks တို့ Uber တို့ပေါ့နော် Amazon တို့မှာသူလုံးမလုံးချင်ဘူးတဲ့တူတူဒီနိုင်ငံသားအဲ့ဒီအဲ့ဒီအမျိုးသားပေါ့နော်လုံထဲမှာတွေ့ရတဲ့တယောက်ကသူ Swiss company မှာຢາລູດຄຸນແລະລົງເມຍາບໍສໍມາດ້ວຍມີຢາດີຍောက်ຈາລີດີຍໍແມງຄະລີດີຍໍບໍອັດຕະ3 50ຕູ້ຕັກກະ35ແນ່ອີ່ມາ30ແນ່ສໍອັດຕະຢູ່ໃບຊາຕະຄູຍောက်ລະແລະຄາມາລີບວາຕິດຕະຄູປ່ຽນຊາບໍອຍັງຈောက်ຈາແດ່ສໍອ້າຍໄຊມາອ່າມາແລະຈောက်ပါແດ່ອ່າມາແລະຄູຈົ່ງມີຢາແມ່ຍຍຍອງຈາແດ່ສໍບໍລີສໍປ່ຽນດ້ວຍມີຢາບໍເນາະ လူတွေကလူတွေကအဆောက်ဟိုဘယ်လိုပြောမလဲပြင်ဆရမှာဟိုကိုအတွေ့အကြုံတွေရခဲ့ပြီးကမှအရာရာကိုပြန်ပြီးဆောက်ကမှာ ဟိုတော်တော်ခက်ခဲတယ်တော်တော်ခက်ခဲပါတယ်ဆော်မအဲ့ဒါမြန်မာနိုင်ငံမှာတွေ့ခဲ့တယ်ပေါ့နော် engineering အလုပ်နဲ့လုပ်လို့နေရဲ့အကိုတယောက်ပေါ့3လ30လ40ချာတယောက်ကလည်းအဲ့လိုပြောတယ်နောက်ကအခုဒါတခြားနိုင်ငံသားပေါ့နော်တခြားနိုင်ငံသားယူရိုဘက်ကလူတွေဒီဒီဘက်နိုင်ငံကတူရကီကဒီမျိုးသားတယောက်ကိုအမျိုးသမီးတွေရောမှစကားပြောပြတယ်ပေါ့နော်အလုပ်ထဲမှာတွေ့ရတဲ့လူတွေအဲနိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံပေါ့ပြောပြတဲ့အခါမှာသူတို့လည်းအဲ့လိုစိတ်တည်းရှိကြတယ်အဲ့လိုဆိုတော့အမအဲ့လိုမျိုးပြန်ရှင်းတဲ့နေရာကိုသူတို့အမကို အံ့ဩတယ်ချီကျူးတယ်သူတို့မလုံနိုင်ဘူးဆိုတဲ့အရာကမလုံနေပါလားဆိုပြီးတော့မောက်ကမှလည်းအားတက်ရပါတယ်တကယ်ဒီနေ့ကတော့ဒီလောက်ပဲဟောဆိုတော့နှစ်နာရီထိုးပြီဆိုတော့လုပ်ပြန်စားတော့မယ်ဆိုတော့